မင်္ဂလာပါငါပြောသည်မဲ့ပေါင်မုံနွားနှိုးတို့ကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်နွားနှိုးတွေကိုတကြားစားနိုင်သလောက်ထည့်ပေးပါစားထည့်ပေးပါပြီးွားရင်တော့တကြားတွေကြည်အောင်မှုပေးပါငါပြောရွက်ကိုအသုံးပြုပါငါပြောရွက်ကတေချာတန့်စင်ပြီးမှအသုံးပြုရပါမယ်ပေါင်မုံကိုအခုလိုမျိုးနွားနှိုးနဲ့နှိပ်ပြီးွားပြီးဆိုရင်တော့ဖတ်ရွက်ထည့်ကိုထည့်ပေးပါငါပြောသည်ကိုအလဲကောင်မှာထည့်ပြီးွားရင်အပေါ်ကနှိုးကိုပြန်ပြီးရောထည့်ပေးလို့ရပါတယ် ီးရင်တော့မိမိအဆင်ပြေတဲ့ပုံစံလေးနဲ့ဖက်ရွက်ကလေးနဲ့ကိုအခုလိုမျိုးလေးထုတ်သွားပေးပါ။နွားနှုတ်ကအစိမ်းကိုတုံးလို့ရသလို ready made ဘူးတွေကိုလည်းတုံးလို့ရပါတယ်။ဒီနေရာမှာနှုတ်စိမ်းလည်းထည့်လို့ရသလိုနှုတ်စီကိုလည်းအသုံးပြုလို့ရပါတယ်။မိမိကြိုက်နှစ်သက်ရာကိုထပ်မံဖြည့်ဆွတ်ပြီးတော့ထည့်သွားလို့ရပါတယ်။ကျွန်တော်ကစိမ့်စိမ့်လေးနဲ့နွားနှုတ်အနံ့မှုမှုလေးနဲ့စားခြင်းနဲ့အတွက်အခုအတိုင်းလုပ်ထားတာပါ။ အားလုံးထုတ်လို့ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ပေါင်းပေးရပါမယ်။ပေါင်းတဲ့ကြာချိန်က15မိနစ်ပဲကြာပါမယ်။ကျွန်တော်တို့ပေါင်းမုန်းနဲ့ငပြိုသည်ဖြစ်တဲ့အတွက်အကြာကြီးပေါင်းစရာမလိုပါဘူး။15မိနစ်ပြီးွားပြီဆိုရင်တော့ကျွန်တော်ရဲ့မုတ်ကလေးကအခုလိုမျိုးလေးလှလှပပလေးနဲ့အရင်အနှံ့ရတာမှွေပြီးအရင်စားကောင်းတဲ့ပုံစံလေးဖြစ်ပါတယ်။အခုလိုမျိုးတစ်ခါမှမစားဘူးဆိုရင်တော့လှုပ်ရှားကြည့်ကြပါခလေးတွေအတွက်လည်းအဆင်ပြေတယ်လို့လူကြီးတွေအတွက်လည်းအဆင်ပြေပဲလုံးဝတာလည်းအရင်အလွယ်တဲ့အတွက် ကျွန်တော်တို့ရဲ့မနက်ခင်းတိုင်းမနက်စာတိုင်းကိုအခုလိုလွယ်လွယ်ကူကူမုတ်လေးတွေနဲ့စားသုံးလို့ရပါတယ်။အရန်အရန်ကိုစားကောက်တဲ့အတွက်ကျွန်တော်လိုက်လို့စားကြည့်စေချင်ပါတယ်။အားလုံးလည်းကျွန်တော်ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။